ဒီချိန်မှာပတ်စံအလဲကောင်ရယူခြင်းတဲ့ဆိုရင်ဒီမိုင်းနေ APP လေးတွေကိုတော့လုပ်ဖို့အကြံပေးခြင်းပါလေကျွန်တော်စီမှာ ကေပီဝေပီတို့နဲ့ကိုလူတို့ကပတ်စံလာထုတ်လို့ရမှာဖြစ်ပြီးတော့ကျွန်တော်ကိုယ်တိုင်14ဒေါ်လာဘိုင်းနဲ့အကောင့်နဲ့ပတ်စံထုတ်ပြပေးတော့မှာဖြစ်ပါသည်ဒီမိုင်းနဲ့ EPP တွေကဆိုရင်အတုပ်ပြုလို့မတန်းတဲ့အခါမှာကျွန်တော်တို့ရစီလာတဲ့မိုင်းနဲ့ဒေါ်လာလေးတွေကဆုပ်ဆုပ်နိုင်ချေစီတော့မို့လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကို live အစံလေးလုပ်ပြီးတော့အစုတ်ထိ live ပါကြည့်ဆိုလိုက်ရအောင်ပေါ့နော်ဟုတ်ပြီကျွန်တော်အခုပြောပြပေးမယ်မိုင်းနဲ့ EPP လေးတွေကဆိုရင်ကိုလူတို့ရင်းနေပြီးတော့ robot robot 5 robot 6 ွဲဆိုတဲ့ဒီမိုင်းနဲ APP လေးတော့ခုပဲဖြစ်ပါတယ်ဂျော့ခန့်အနေနဲ့ကျွန်တော်တို့က NC World လဲကိုအသုံးပြုပေးရမှာပေါ့လို့ကိုလူတို့ကဒီမိုင်းနဲ့ထဲကရရှိလာတဲ့ ROI ကွိုင်လေးတွေကိုတကယ်လို့ကျွန်တော်တို့က NC World လဲနဲ့မထုတ်ချင်တဲ့သူတွေဆိုရင်ကျွန်တော်စီမာဒီ KP WP တို့နဲ့လော်ပြီးတော့ရောင်းလို့ရမှာဖြစ်ပါတယ်ဒီအကြောင်းအရအသေးစိတ်ကိုလဲကျွန်တော်ဗီဒီယိုထဲမှာပြောပြပြီးတော့မှာဖြစ်တာကြောင့်မလို့ဗီဒီယိုလေးကိုမကြောပဲနဲ့အဆုံးတိကြီးစုပေးပေါ့နော်ဒီမိုင်းနဲ့ APP လေးတွေတော့ခုထဲကနေကျွန်တော်တို့ကဒေါ်လာမြတ်မြတ်ရ ရောက်ယူချင်တဲ့သူတွေဆိုရင်ကျွန်တော်ပြောပြပေးမယ်နီလန်လေးကိုအတော့ပြပေးပေါ့နော်ကိုလူတို့အိမ်မှာဖုံးလေးတွေမြင်းများစီတဲ့သူတွေဆိုရင်ဒီဖုံးတွေမှာပေါ့နော်ကျွန်တော်တို့ကမိုင်းနေ APP လေးတွေကို install လုပ်ပေးထားလိုက်ပေါ့နော်သုံးတော့ဒီတစ်ခါကျွန်တော်တို့ကဒီဖုံးတွေထဲမှာမိုင်းနေဝဝေတူပေးမယ်ဆိုရင်ကျွန်တော်တို့ဖုံးတုံးလို့စီတဲ့အခါမှာဆိုရင်ပေါ့နော်တုံးလို့ထဲကနေရစီလာတဲ့ဒေါ်လာလေးတွေကကျွန်တော်တို့ AC wallet တစ်ခုထဲကိုပဲပျောက်ဆွဲပြီးတော့အတော့ပြလို့ရတယ်ပေါ့နော်ဒီနီလန်လေးကိုလည်းကျွန်တော်ဗီဒီယိုထဲမှာအသေးစိတ်ပြောပြပေး တော့မှာဖြစ်ပါလိမ့်ရေးကြည့်တဲ့အကြောင်းအရာလေးတကားဆိုရဲပေါ့နော်တကယ်လို့ဖုံးမြမြအတုံးပြူတဲ့သူတွေကျွန်တော်တို့ဒီပေါ့နော်ကိုအိမ်မှာစီလဲဖုံးလေးတွေကိုကျွန်တော်တို့ဒီဒီတိုင်းမထောက်ချင်တဲ့သူတွေဆိုရဲဒီမိုင်းနဲ့ APP လေးတွေကိုအတုံးပြူပြီးတော့ကိုလူတို့ကမိုင်းနဲ့သူပေးထားလို့ရမှာဖြစ်ပါလိမ့်โอเคကျွန်တော်တို့ဒီမိုင်းနဲ့ APP လေးတွေကိုအတုံးပြူမယ်ဆိုရဲကိုလူတို့ကဒီဘူပြေလောကမခံပါနဲ့လို့ကျွန်တော်အကြံပေးခြင်းပါလိမ့်ဒီမိုင်းနဲ့ APP လေးတွေထဲကိုဝင်မယ်ကျွန်တော်တို့ SEO လက်ထဲကိုဝင်မယ်ဆိုရဲဘူပြေလောကမခံပါနဲ့ကျွန် တော်တို့ပြတ်တနာတစ်ခုကဆိုရဲပေါ့နော်ကျွန်တော်တို့ရဲ့အကောင့်လေးတွေကဒီဘေးခံရတိုင်းတဲ့ပေါ့နော် NC Wall နဲ့ Thema ဆိုကျွန်တော်တို့ KYC တိုက်ခိုက်တဲ့အရာတွေဖြစ်ပေါ်လာတတ်တဲ့ပေါ့နော်ဒါကြောင့်မလို့ဒီကောင်လေးတွေကိုကျွန်တော်တို့ကဆောက်ဆောင်းနိုင်မယ်ဆိုရင်ဒီမိုင်းနေတွေထဲကနေပတ်စံလွယ်လွယ်ကူကူနဲ့စောက်ဝေလို့ရမှာဖြစ်ပါလေကျွန်တော်စီမာဒီ KB ဝေပီတူနဲ့ပတ်စံလောက်ထုတ်ထားတဲ့သူတွေလည်းစီနေတာဖြစ်တာကြောင့်မလို့ဒီကောင်လေးတွေကိုကြီးချင်တဲ့ဆိုရဲကျွန်တော်ရဲ့ Telegram Channel လေးထဲမှာဝယ်ပြီးတော့ကြည်လို့ရတယ်ပေါ့နော်โอเคကျွန်တော်ကတော့ဒီမိုင်းနေထဲကနေ ရရှိလာတဲ့ဒီမိုင်းနဲ့အော်အိုအကွက်လေးတွေကျွန်တော်တို့ဒီဒေါ်လာလေးတွေကိုကျွန်တော်ကဘိုင်းနဲ့အကောင့်လေးထောက်ကိုပျောက်ဆွေးပြပေးသွားမယ်ပေါ့နော်ဒီမိုင်းနဲ့ APP လေးတွေကိုရယူချင်တယ်ဆိုရင်ကျွန်တော်ပေးထားတဲ့လေးကောင်ဒီကိုလူတို့ကဒီ Google Play Store မှာအလွယ်တကူတော်တော်လို့ရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ပေါ့နော်ဒီ Google Play Store ကိုဝယ်လိုက်ပြီးဆိုရင်ဒီမှာကျွန်တော်တို့ကဒီ အဲ Google Play ဆိုတဲ့မှာပေါ့နော်ဒီ App လေးတုတ်ခုကိုကုလူတို့အနေနဲ့လွယ်လွယ်ကူကူနဲ့ download ဆွဲလို့ရမှာဖြစ်ပါတယ်အပြီးကျွန်တော်တို့ download ဆွဲလို့ရရှိလာတဲ့ဒီ mine App လေးတုတ်ခုထဲကနေ mine တူးမဲ့ဆိုရင်ပထမအနေနဲ့ကျွန်တော်တို့က robot ဆိုတဲ့ App လေးထဲကိုတချေဝင်လိုက်မယ်ပေါ့နော် mine တူးရတော့အရောက်ကိုလွယ်ကူပြီးတော့ပတ်စံ free ရရှိလာမယ် mine gate တွေပဲဖြစ်ပါတယ် okay mine တူးမဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာ stand now ဆိုတဲ့နေရာလေးကိုတချေနှိပ်ပြီးတော့ဒီအောက်က stand for free ဆိုတဲ့နေရာလေးကိုတချေနှိပ်ပြီးပေါ့နော်တကယ်လို့ ီမိုင်းနေပလီတွေထဲကနေကျွန်တော်တို့ကတူးဆင်းလေးတွေကိုဝယ်ပြီးတော့မိုင်းနေတူးမဲ့ဆိုရင်လည်းရတယ်ပေါ့နော်ဒီကောင်လေးတွေကကျွန်တော်တို့အကောက်ဘန်းခံရောင်းလိုက်တာဖြစ်တာကြောင့်မလို့ဝယ်ပြီးတော့မတူးနယ်လို့ကျွန်တော်ကအကြံပေးခြင်းပါလေဝယ်ပြီးတော့တူးမဲ့ဆိုရင်ကျွန်တော်တို့ဒီအကောက်တွေဘန်းခံရောင်းတဲ့အခါမှာဆိုရင်ကျွန်တော်တို့ရဲ့ဒီဝယ်ထားတဲ့ပတ်စံတွေကပေါ့နော်ဆုံဆုံနိုင်ခြေစီမှာဖြစ်ပါလေโอเคဒီမှာဆိုကျွန်တော်တို့မိုင်းနေတူးမှာဖြစ်တာကြောင့်မလို့ဒီမှာတူးပေးထားတဲ့အခြေလေးတွေကိုကျွန်တော်တို့ခဏလေးစောင့်ပေးလိုက်ပေါ့နော်အခြေပြည်တာနဲ့မိုင်းနေကကျွန်တော်တို့စတဲ့တူးမှာဖြစ်ပါလေ ဟုတ်ပြီကျွန်တော်တို့ဒီမှာဆိုရင်ပေါ့နော် mining လေးတွေစတဲ့တူးနေပြီပြဖြစ်ပါလေ ROA quality လေးတွေပေါ့နော်ဒီ ROA quality တွေကိုကျွန်တော်တို့ကဒေါ်လာအနေနဲ့ပြန်လည်ပြောင်းမယ်ပေါ့နော်ပြောင်းပြီးတော့ဒီ NC ဝင်တဲ့ခါနေကျွန်တော်က binary account လေးထဲကိုပြောင်းဆွေးပြပြီးမှဖြစ်ပါလေ Okay နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဒီမှာ lower file ပေါ့နော် lower file ဆိုတဲ့ app လေးကားဆိုရင်လည်းပဲကိုလူလူအနေနဲ့ mining တူးပြီးတော့ဒီ ROA quality လေးတွေကိုစုလို့ရမယ်ပေါ့နော်ခုနကျွန်တော်ပြောပြပေးခဲ့လို့မျိုးပဲ နော်ဒီအောက်ကစတန်နောက်ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ဒီဘက်ကနေမိုင်းနဲ့လွယ်ကူကူနဲ့တူးလို့ရမှာဖြစ်ပါလေကျွန်တော်ကတော့ဥပမာအနေနဲ့ပြပေးတာမို့လို့မတူးပြနေတော့ပါဘူးโอเคနောက်ထပ်တစ်ခုအနေနဲ့ကျွန်တော်တို့လူပေါင်းလူရဲဆိုတဲ့ app လေးပေါ့နော်ဒီကောက်လေးကဆိုရင်လည်းပဲကျွန်တော်တို့မိုင်းနဲ့တူးတဲ့အခါမှာဆိုရင်တခုကိုလုတ်ပေးရမှာပေါ့နော်ဒီအောက်ကကျွန်တော်တို့ gain my ois ဆိုတဲ့နေရာလေးကိုနှိပ်ပေးလိုက်ရုံနဲ့စက္ကန့်လေးတွေစောက်ပေးလိုက်ပေါ့နော်စောက်ပေးလို့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီအပေါ်ကကောက်လေးကိုနှိပ်ပေးလိုက်ရုံနဲ့ဒီတဲ့ကနေကျွန်တော်တို့က roi လေးတွေကပေါ့နော် မိုင်းလေးလေးတွေတူးနေမှာပဲဖြစ်ပါလေဒီနီနဲ့ကိုလူတို့ကအော်အဲကွိုင်လေးတွေကိုစူးလို့ရမှာဖြစ်ပါလေโอเคကျွန်တော်တို့ဒီထဲကနေရရှိလာတဲ့အော်အဲကွိုင်လေးတွေကပေါ့နော်အပေါ်မှာသူကသွားပြီးတော့ပေါက်ထည့်ပေးမှာဖြစ်ပါလေအပေါ်မှာမြေတဲ့အတိုက်ပေါ့နော်ကျွန်တော်မှဆွေဒီမှာ0တန်းမှာ1 အောက်ဝဲကွယ်ရရှိထားတာပဲဖြစ်ပါလေဒီမျောလေးကိုကျွန်တော်တို့တစ်ချက်ဝယ်လိုက်ရအောင်ပေါ့နော်ဝယ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာရရှိလာတဲ့အောက်ဝဲကွယ်လေးတွေကိုအစီဝေါ်လက်ထက်ကိုပြောင်းဆွေလို့ရမှာဖြစ်ပါလေပေါ့နော်အစီဝေါ်လက်ထက်ကိုပြောင်းဆွေမယ်ဆိုရင်ကျွန်တော်တို့ကအစီဝေါ်လက်အကောင့်ဖေတာနဲ့ Gmail လေးကိုဒီနေရာလေးမှာထည့်ပြီးတော့ကိုလူတို့အနေနဲ့ဒီအောက်မှာထုတ်ယူမယ်ဒီ mail ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ထုတ်ယူမယ်ပမာဏလေးကိုရွေးချယ်ပြီးတော့ပေါ့နော်ဒီအောက်ကစိတ်အောက်ဝဲဆိုတဲ့နေရာလေးကိုနှိပ်ပြီးလိုက်ရုံနဲ့ဒီကျွန်တော်တို့ SEO လက်ထက်ကိုရောက်စီသွားပါလိမ့်မယ်ပေါ့နော်ဒီ my နေ EPP လေးတုတ်ကူကဆိုရဲပေါ်တော့အော်ဝဲကွိုင်လေးတွေကို SEO နဲ့တဲ့ကိုပြောင်းဆွေတဲ့နီလန်ကအတူတူပဲဖြစ်တာကြောင့်မလို့ကိုလူတို့ကိုကျွန်တော်အသေးစိတ်မပြောပြနေတော့ဘူးပေါ့နော်။ Okay ကျွန်တော်တို့ရစီလာတဲ့ဒီ SEO နဲ့တဲ့ကဒေါ်လာလေးတွေကိုကျွန်တော်တို့ကဘိုင်းနဲ့အကောင့်ဒီတဲ့ကိုပြောင်းဆွေမှာဖြစ်ပါတယ်။ Okay ဒီလိုပြောင်းဆွေမဲ့ဆိုရဲကျွန်တော်တို့ကဒီအောက်ကအော်ဝဲဆူဒန်နီယာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့။ Okay လို့ပေါ့နော်ကျွန်တော်တို့ကဒီ SEO နဲ့တဲ့မှာစီတဲ့ဒီဒေါ်လာလေးတွေ ROI ကွိုင်လေးတွေကိုကျွန်တော်စီမှာ KB ဝေပေးတို့နဲ့မ ရောက်ချင်တဲ့သူတွေဘိုင်းနဲ့အကောင့်နဲ့ကျွန်တော်တို့ချိန်ပြီးတော့ရောက်ချင်တဲ့သူတွေဆိုရယ်ပေါ့နော်အ ਨੇ စုပ် ROA ကွန်ခနစ်ကွန်စီကောင်းမတာအစိပ်ပြေမှာပေါ့နော် ROA ခနစ်ကွန်ပြီးတော့ねကျွန်တော်တို့က SC wallet ထဲကနေ UNDT ကိုပြောင်းဆွေမယ် UNDT ကနေကျွန်တော်တို့ဒီဘိုင်းနဲ့အကောင့်လေးထဲကိုပြောင်းဆွေလို့ရောက်မှာဖြစ်ပါလိဒီနီလန်းလေးကိုလည်းကျွန်တော်အသေးစိတ်ပြောပြပေးသွားမှာဖြစ်တာကြောင့်မလို့အစောဆုံးလိုက်ပါကြည့်စုပေးပေါ့နော် Okay ကျွန်တော်တို့ရရှိလာတဲ့ဒီမှာဒေါ်လာလေးတွေပေါ့နော်ဒီအောက်မှာဆွေ ROA ကျွန်တော်တို့ရရှိလာတဲ့ ROA ပမာဏလေးပဲဖြစ်ပါလိ โอเค ROA ခေါင်းကြီးကျွန်တော်တို့က UADT ကိုပျောက်ဆွေးရောက်มาဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီမှာ ROA ဆိုတဲ့နေရာလေးတစ်ခုတစ်ချေဝယ်လိုက်ပေါ့နော်ဒီနေရာလေးကိုရာစီလောက်ပြီးဆိုရင်ကျွန်တော်တို့ဒီမှာ HA ROA ဆိုတဲ့နေရာလေးကိုတစ်ချေဝယ်လိုက်ပေါ့ဝယ်လိုက်ပြီးဆိုရင်ကျွန်တော်တို့ရာစီလာတဲ့ဒီ ROA ကွိုင်လေးတွေကိုပေါ့နော် UADT အနေနဲ့ပြောင်းมาဖြစ်တာကြောင့်မလို့ဒီမှာ CTC နေရာနဘေးနာကမြောင်လေးကိုတစ်ချေနှိပ်ပေးလိုက်ပေါ့โอเคဒီမှာ UADT လေးကိုတစ်ချေရွေးချယ်ပေးလိုက်ပေါ့နော် ။ဟုတ်ပြီဒီနေရာလေးမှာကျွန်တော်တို့က UATT လေးကိုရွေးချယ်ပေးလိုက်ပြီဆိုရင်တို့ပြောင်းဆွေးမဲ့ OOA ကိုပမာဏလေးကိုကျွန်တော်တို့ဒီမှာနှိပ်ထည့်ပေးရမှာပေါ့နော်။တကယ်လို့မနှိပ်ချင်တဲ့သူတွေဆိုရင်ဒီမှာ Ether Mask ဆိုတဲ့နေရာလေးကိုတစ်ချိန်နှိပ်ပြီးတော့ကျွန်တော်တို့ပြောင်းဆွေးမဲ့ OOA ကိုလေးတွေကဒီမှာပေါ်လာမှာဖြစ်ပြီးတော့ကျွန်တော်တို့ရရှိလာမဲ့ UATT လေးတွေကဆိုရင်ဒီမှာသူကပေါ်လာမှာပဲဖြစ်ပါလိမ့်။ Okay ဒီလိုပေါ်လာပြီဆိုရင်ကျွန်တော်တို့ကဒီ OOA ကိုကနေ UATT ကိုပြောင်းဆွေးမှာဖြစ်တာကြောင့်မလို့ဒီအောက်က HS ဆိုတဲ့နေရာလေးကိုတစ်ချိန်နှိပ်ပေးလိုက်ပါ โอเคဒီနေရာလေးမှာကျွန်တော်တို့ပျောက်ဆွေးမဲ့ကွိုက်ပမာဏဒီကျွန်တော်တို့ပျောက်ဆွေးမဲ့ UATD ပမာဏကျွန်တော်တို့မှတ်မှတ်တေချာလေးဆက်စစ်ပြပေါ့နော်မှတ်ကန်ပြီဆိုရင်ဒီအောက်က HA ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပြလိုက်ပေါ့โอเคဒီလိုနှိပ်ပြလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာလေးပွေခံထားတဲ့သူတွေဆိုရင်လေးပွေလေးကိုကျွန်တော်တို့တစ်ချက်ဖွဲပေးလိုက်ပေါ့နော်โอเคဒီလိုဖွဲပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ပျောက်ဆွေးခြင်းကအောင်မြင်သွားပြီပေါ့နော်အောင်မြင်သွားပြီဆိုရင်ဒီအောက်က dance ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပြလိုက်ပေါ့ဒီမှာကျွန်တော်တို့ refalling နဲ့ဆွဲချလိုက်ပြီဆိုရင်ကျွန်တော်တို့ ROA ကနေပေါ့နော် UATD ကိုပျောက်ဆွေးတော့မှာပဲ ဖြစ်ပါတယ်။ရစီလာတဲ့ဒီ UATT လေးတွေကိုပေါ့နော်ကျွန်တော်တို့ကဘိုင်းနဲ့အကောင့်လေးတဲ့ကိုပြောင်းဆွေးมาဖြစ်ပါတယ်။ Okay ဒီလိုပြောင်းဆွေးမဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာ UATT လေးကိုတစ်ချေဝယ်လိုက်ပေါ့နော်။ဝယ်လိုက်ပြီးဆိုရင်ဒီညလည်းမှကျွန်တော်တို့ကစေ UATT လို့ဒီကောင်လေးကိုတစ်ချေနှိပ်ပေးလိုက်ပေါ့။ Okay ဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ကဒီမှာ L ကိုကျွန်တော်တို့ရွေးချယ်ပေးရမှာပေါ့နော်။ဒီမှာသူပြထားတာလေးကဆိုရင်ကျွန်တော်တို့ဒီကောင်လေးကိုနှိပ်ပေးလိုက်ပေါ့။ Okay အမလေးကိုကျွန်တော်တို့တစ်ချေနှိပ်ပေးလိုက်ပေါ့နော်။ ဟုတ်ပြီကျွန်တော်တို့ဒီမှာ UATD ကိုကျွန်တော်တို့ဘိုင်းနဲ့အကောင့်တွေထက်ကိုပြောင်းစုမှာဖြစ်တာကြောင့်မလို့ဒီနောက်မှာကျွန်တော်တို့ကအဲ့လွေးကိုရွေးချယ်ပေးရမှာပေါ့နော်သူပေးထားတာလေးကဆွဲဒီမှာ TRC 20ကိုပေးထားတာပဲဖြစ်ပါလေကျွန်တော်တို့က TRC 20နဲ့လွှဲမဲ့ဆိုရဲပေါ့နော် Fiji အနေနဲ့ပေးဆောင်ရမှာဖြစ်တာကြောင့်မလို့ကျွန်တော်တို့ကဒီမှာ BEB 20ကိုရွေးချယ်ပေးရမှာဖြစ်ပါလေ BNB စမတ်ချိုင်း BEP 20ကိုကျွန်တော်တို့ကရွေးချယ်ပေးရမှာပေါ့နော်ဒီကောင်လေးကိုရွေးချယ်ပေးလိုက်ပေါ့ရွေးချယ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ဘိုင်းနဲ့အကောင့်လေးထပ်ကိုတချေဝိတ်မှာပေါ့နော် Okay ဘိုင်းနဲ့အကောင့်လေးထပ်ကိုဝိတ်လိုက်ပေါ့လိုက်ပြီးဆိုရဲကျွန်တော်တို့ကဒီမှာ ADD ဒီကောင်လေးကိုတချင်နှဲပေးလိုက်ပေါ့နော်နှဲပေးလိုက်ပြီးဆိုရဲဒီအောက်မှာကျွန်တော်တို့ all chain deposit ဆိုတဲ့နေရာလေးတက်ကိုတချင်ဝယ်ပေးလိုက်ပေါ့ Okay ဒီနေရာလေးမှာကျွန်တော်တို့က UATT ကိုလိုက်စာပေးရမှာပေါ့နော်တကယ်လို့ဒီအောက်မှာမသွေးတဲ့သူတွေဆိုရဲအပေါ်ကစာတဲ့နေရာမှာကျွန်တော်တို့က USDT တီလို့ရိုက်စာပေးလိုက်ပါဒီလိုမှတ်ကပ်ပြီးဆိုရဲကျွန်တော်တို့ကဒီဒီ UATT ဒိတ်ထက်ကိုတစ်ချက်ဝယ်လိုက်ပါဝယ်လိုက်ပြီးဆိုရဲခုနကျွန်တော်တို့ရွေးချယ်ခဲ့တဲ့အလွေကောင်းဆိုရဲပေါ်တော့ PEP 20ပဲဖြစ်ပါတယ်ဒီကောင်းလေးထက်ကိုတစ်ချက်ဝယ်လိုက်ပါဝယ်လိုက်ပြီးဆိုရဲကျွန်တော်တို့ရရှိလာတဲ့ဒီအက်ထရီကို copy ယူပေးလိုက်ပါတော့ copy ယူပေးလိုက်ပြီးဆိုရဲခုနကျွန်တော်တို့ SC wallet ထက်ကိုတစ်ချက်ပြတ်သွားမှာဖြစ်ပါတယ်ပြတ်သွားလိုက်ပြီးဆိုရဲကျွန်တော်တို့ယူလာတဲ့အက်ထရီကိုပေါ်တော့ဒီနေရာလေးမှာပေးချပေးလိုက်ပါ okay ပေးချပေးလိုက်ပြီးဆိုရဲကျွန်တော်တို့ဒီအောက်မှာထုတ်ယူမဲ့အမောက်လေးကိုရိုက်ထက် ေးရမှာပေါ့နော်ကျွန်တော်တို့ကတခုချင်းမရိုက်ထန်းနေပဲနဲ့ကျွန်တော်တို့ဒီအောက်ကမက်ဆိုတဲ့နေရာလေးကိုတစ်ချင်းနှိပ်ပေးလိုက်ပေါ့โอเคဒီလိုနှိပ်ပေးလိုက်ပြီးဆိုရဲကျွန်တော်တို့ကဒီအောက်ကဆေးဆိုတဲ့နေရာလေးကိုနှိပ်ပေးလိုက်ရုံနဲ့ရပြီပေါ့နော်ဒီအောက်မှာဆိုကျွန်တော်တို့ကဒီ neve free အနေနဲ့သူကဒီလောက်ဖျက်မလို့ပြောထားခြင်းပဲဖြစ်ပါလေတကယ်လို့ကျွန်တော်တို့က comment set အနေနဲ့မပေးချင်ဘူးဆိုရဲဒီမှာအမှတ်ချင်းလေးကိုတစ်ချင်းနှိပ်ပေးလိုက်ပေါ့ဒီမှာဆိုရဲကျွန်တော်တို့ကဒီကောင်လေးကို off ပေးလိုက်မယ်ဆိုရင် neve free အနေနဲ့ကျွန်တော်တို့ကပေးဆောင်စရာမလိုတော့ဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီအောက်ကဆေးဆိုတဲ့နေရာလေး ီကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့ okay ဒီလိုနှိပ်ပေးလိုက်ပြီးဆိုရဲကျွန်တော်တို့ကဒီအားက okay ကိုအေးဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့နော်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ရဲ့ average ကျွန်တော်တို့ထုတ်ယူမဲ့ပမာဏကျွန်တော်တို့ဒီရွေးချယ်ခဲ့တဲ့ကျွန်တော်တို့ရဲ့ဒီ BAB စမတ်ချိုင်ဒီကောင်လေးမှတ်မှတ်တချောင်းလေးဆင်ဆင်ပေးပေါ့နော်မှတ်ကန်ပြီးဆိုရဲဒီအားကဆေးဆိုတဲ့နေရာလေးကိုထပ်မှနှိပ်ပေးလိုက်ပေါ့ okay ဒီလိုနှိပ်ပေးလိုက်ပြီးဆိုရဲ live ခံထားတဲ့သူတွေဆိုရင် live လေးကိုကျွန်တော်တို့တစ်ချက်ဖွဲ့ပေးလိုက်ပေါ့နော် okay live ဖွဲ့ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ထုတ်ယူခဲ့တဲ့ပမာဏလေးကဒီမှာအောင်မြင်သွားပြီပေါ့နော် ဒီအပေါ်မှာဆွဲဆက် successfully ဆိုပြီးတော့ပြောင်းပေးနေပြီပဲဖြစ်ပါတယ်ဒီအောက်က dance ဆိုတဲ့နေရာလေးကိုတစ်ချက်နှဲ့ပေးလိုက်ပါပေါ့နော် referee နဲ့နယ်လေးဆွဲချပေးလိုက်ပါကျွန်တော်တို့ထုတ်ယူခဲ့တဲ့ပမာဏလေးကဒီမှာဘာမှမစီတော့ဘူးပေါ့နော်အပြန်ကြည့်မဲ့ဆိုရင်ကျွန်တော်တို့ဒီမှာ history ဆိုတဲ့နေရာလေးထပ်ကိုတစ်ချက်ဝင်လိုက်ပါ okay ဒီလိုဝင်လိုက်ပြီဆိုရင်ဒီမှာခဏလေးစာပေးလိုက်ပေါ့နော်ကျွန်တော်တို့ဒီမှာ14ဒေါ်လာကျော်ကိုကျွန်တော်တို့ထုတ်ယူလိုက်တာပေါ့နော် complete တဲ့အနေနဲ့သူကဒီဘိုင်းနဲ့ account လေးထပ်ကိုပို့စာပေးနေပြီပေါ့နော်ဒီဘိုင်းနဲ့ account လေးထပ်ကိုပတ်စာကဝင်လာပြီပေါ့နော်ကျွန်တော်တို့ notify လေးကို ဆွဲချပေးလိုက်မယ်ဆိုရဲကျွန်တော်တို့ဒီမှာကျွန်တော်တို့ထုတ်ယူခဲ့တဲ့ပမာဏလေးကဆိုရဲပေါ်တော့ successfully အနေနဲ့ဘိုင်းနဲ့အကောင့်လေးတစ်ခုပတ်စံကရောက်စီလွားပြီးပဲဖြစ်ပါတယ်အရက်ကိုမြန်ဆန်တဲ့ပေါ်တော့ကျွန်တော်တို့ဒီပတ်စံအခုထုတ်အခုချစ်ချစ်ကျွန်တော်တို့ရဲ့ဘိုင်းနဲ့အကောင့်လေးတစ်ခုဝင်လာမှာပဲဖြစ်ပါတယ် okay ကျွန်တော်တို့ရဲ့ဘိုင်းတဲ့အကောင်လေးထက်ကိုဝယ်လောက်မဝယ်လောက်ဆိုတာလေးကိုကျွန်တော်ဘိုင်းတဲ့အကောင်လေးထက်ကိုဝယ်ပြီးတော့တစ်ချစ်ပြမယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့အပြစ်ကိုပြန်ထွက်လိုက်ပါမယ်ပြန်ထွက်လိုက်ပြီးဆိုရင်ဒီအောက်ကကျွန်တော်တို့ access ဆိုတဲ့နေရာလေးကိုတစ်ချစ်ဝယ်ပေးလိုက်ပါဒီမှာကျွန်တော်တို့က fitness ဆိုတဲ့နေရာလေးထက်ကိုတစ်ချစ်ဝယ်ပေးလိုက်ပါနော် okay ကျွန်တော်တို့ဒီမှာ UATD ဆိုတဲ့နေရာလေးထက်ကိုတစ်ချစ်ဝယ်ပေးလိုက်ပါဟုတ်ပြီဒီမှာဆိုကျွန်တော်တို့ထုတ်ယူခဲ့တဲ့ပမာဏလေးကဆိုရင်ဒီမှာကျွန်တော်တို့ deposit အနေနဲ့ရောက်စီလာတာပဲဖြစ်ပါတယ်ဒီကောင်လေးထက်ကိုတစ်ချစ်ဝယ်လိုက်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ထုတ်ယူခဲ့တဲ့ပမာဏလေးကဆိုရင်ပေါ့နော်ဘိုင်းနဲ့အက ာလီထက်ကိုတရားရခိုင်နှုတ်ပစာဝေလာကြောက်ကိုလည်းနေသွေးရမှာဖြစ်ပါတယ်အခုချိန်ဒီလောကတရားရခိုင်နှုတ်ပေးနေစက်ဖြစ်တဲ့ဒီမိုင်းနေ APP လေးတော့ခုကိုအတုပ်ပြုဖေးဖို့ကျွန်တော်ကအကြံပေးခြင်းပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆောင်တွင်ကြပါမယ်